မိခင်ဖြစ်သူဒေါခင်တန်ဝင်းကွယ်လွန်နေရမှာတော့ကြော်ညာဗီဒီယိုကိုအတင်မပြတ်တာကြောင့်ဝေဖန်ခံနေရတဲ့ရှင်ရီပွင့်ဖြူရန်ကုန်စင်လီနယူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ပြီးခဲ့တဲ့ရက်မှာတော့ရှင်ရီပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းကရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ဒေါခင်တန်ဝင်းကဇပ်ပိုတယုံဆောင်တယောက်အနေနဲ့ဇကားပေါင်းများစွာရိုက်ခဲ့သလိုတယုံဆောင်ကောင်းတာကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းနဲ့ခံရတဲ့သူပေါင်းဇပ်ပိုတယုံဆောင်ဖြစ်တာမို့နမိန်နဲ့လူကိုတွဲမတိကြပြီးမြေရုပ်ကိုတော့အားလုံးကမမိနေကြမှာပါ ဒေါခင်တန်ဝင်းကလက်ရှိမှာအသက်64နှစ်သာရှိသေးတာဖြစ်ပါတယ်။အသက်64နှစ်အရွယ်ဆိုတာနေထိုင်ဖို့အတွက်အချိန်များကြီးကျန်နေသေးပြီမထင်မှတ်ထားပဲသူတို့ကစောင့်တက်သွားကကွယ်လွန်သွားခဲ့ရတာပါ။ မလာ24ရက်နေ့မနက်10:00နာရီမှာသွေးဆောင်တူပြီးကွယ်လွန်ခဲ့တာဆိုပြီးသတင်းတွေတက်လာခဲ့တာပါ။ကျမ်းမိုင်ကောင်းသူတယောက်ဖြစ်တဲ့အတွက်အခုလိုမြမြန်ဆန်ဆန်နဲ့လောကကြီးကနေထွက်ခွာသွားလိမ့်မယ်လို့လည်းမထင်ထားပါဘူး။ဒါကြောင့်မလို့အမှုပညာလောကကအတိမိတ်ဆွေတွေကလည်းစိတ်မကောင်းဖြစ်နေကြရတာပါ။ရီဖွင့်ဖြူတို့ကတော့မိခင်ဖြစ်သူကွယ်လွန်ချောင်းကိုသာအတိပေးလာပြီးဘာအင်တာဗျူးမှမဖြစ်ဘူးဆိုပြီးတော့လည်းပိတ်ထားခဲ့တာပါ။ဒါအပြင်ကွယ်လွန်တဲ့ညမှာပဲရီဖွင့်ဖြူနဲ့စိန်ဖြူတို့ရဲ့ page ကနေကြော်ညာဗီဒီယိုတစ်ပုဒ်တက်လာပါတယ်။ရီဖွင့်ဖြူတို့ကအောင်မြင်နေတဲ့ blogger ဆောင်တွဲဖြစ် ာမို့ကြောင်ညာဗီဒီယိုလေးတွေရိုက်ပြီးပုံမှန်တင်ဆက်နေတာပါအရင်နေ့ကရိုက်ထားတဲ့ဗီဒီယိုကိုမလ24ရက်နေ့ညမှာတင်လာခဲ့တာပါအဲ့ဒီဗီဒီယိုကိုမြင်တွေ့ရတဲ့ပေါ်ပရိသတ်တွေကတော့မိခင်ဖြစ်သူကွယ်လွန်တာတောင်အပြုံမပြတ်ပါလားလို့အံ့အားတင်နေကြတာပါဒါအပြင်စီးပွားရေးလုံမပြတ်တာမို့စီးပွားရေးကအဲ့ဒီနောက်တောင်ရေးကြီးလာလားလို့အထင်လွဲစရာတွေဖြစ်လာတာပါရည်ရွယ်ပွင့်ဖြူကတော့အခုလုံဝိပန်နာကိုလည်းဘာမှခင်မဆိုင်ပါဘူးတကယ်တော့ဗီဒီယိုတွေကအချိန်စရာနဲ့တင်ထားကြတာပါ page မှာဘယ်အချိန်တင်မလဲဆိုတာကိုကိုယ်တိုင်သတ်မှတ်ထားလို့ရပါတယ်အချိန် င်စရာနဲ့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကိုသတ်မှတ်ထားတဲ့အချိန်ရောက်ရင်ဗီဒီယိုကအော်တိုကိုတက်တာဖြစ်ပါတယ်။ဒါပြင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းသူတို့ကြောင်ညာကိုတင်ရမယ့်အချိန်ကိုတေချာသတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ရည်ရည်ပွင့်ဖြူလို့ရိုက်ထားပြီးကြောင်ညာကလည်း private school ကြောင်ညာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျောင်းမဖွင့်ခင်အမီတင်ပြရမှာပါ။ကျောင်းဖွင့်ဖို့ကလည်းတပတ်လောက်တာလိုတော့မှအခုချိန်မှာတင်ပြမှသာသူတို့ကြောင်ညာကထင်ရောက်မှာပါ။ ။ရင်းဤပွင့်ဖြူတို့ဘက်ကလည်းသူတို့လက်ခံထားတဲ့လုပ်ကိုပြီးမြောက်အောင်လုပ်ပေးဖို့တာဝန်ရှိလို့နေတာပါ။ဒါကြောင့်မလို့လဲနိုင်ရေးကိစ္စရှိနေရင်တော့သူတို့ရဲ့တာဝန်ခြင်းအောင်အချိန်စရနဲ့ညီတင်ပေးတာဖြစ်ပါတယ်။ရင်းဤပွင့်ဖြူကမိခင်ဖြစ်သူရဲ့နိုင်ရေးနဲ့ပတ်သက်ပြီးရှုပ်ရှုပ်ရှက်ရှက်မိမျက်နှာမျိုးလုံးဝမကြိုက်ပါဘူး။ဒေါက်ခင်တန်းဝင်းရဲ့နိုင်ရေးကိုမလ26ရက်နေ့မှာခန်းနာလုပ်သွားမှလို့သိရပါတယ်။နိုင်ရေးကိုလည်းမိတ်ဆွေတွေကသာဖိတ်ထားပြီးမီဒီယာတိုင်းဝိုင်းနဲ့သတင်းယူမဲ့သူတွေကိုမလာဖို့တားမြစ်ထားပါတယ်။ဒါအပြင်ထပ်ပုံယူလာကိုလည်းခွင့်မပြုဆိုပြီးဓာတ်ထားခဲ့တာပါ။ဒါကြောင့်မလို့ရှိရင်ပွင့်ဖြူကမိခင် င်ဖြစ်သူရဲ့နာယီကိုတိတ်တဆိတ်သားကျင်းပသွားမှာပါရီပွင့်ဖြူအနေနဲ့လည်းမိခင်တယောက်လုံးကိုဆုံးရှုံးထားရတာမို့ဝမ်းနည်းစိတ်တွေပြည့်နေနေမှာအမှန်ပါမိခင်ဖြစ်သူဒေါခင်တန်ဝင်းကွယ်လွန်ခဲ့တဲ့ရမတော်ကြောင့်ညာဗီဒီယိုကိုအတင်မပြတ်တာကြောင့်ဝေဖန်ခံနေရတဲ့ရီပွင့်ဖြူပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်